အခုကိုလုံနေတဲ့အလုတ်ကတခြားသူတွေအထက်အများကြီးတာကျင်သလားအများကြီးပို့ပြီးတော့မှအမျက်ငွေတွေရကျင်သလားအများကြီးပို့ပြီးတော့မှ customer တွေရကျင်သလားအဲ့ဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပေးပါအဲ့တော့ကျွန်တော်တို့ဇကပုံရှိတယ်အဲ့ဒါပါလဲဆိုတော့ success တဲ့အောင်မြင်မှုဆိုတာကတဲ့ is equal to mastery တဲ့အဲ့တော့အောင်မြင်မှုဆိုတာကပါလဲဆိုတော့ MASTERY 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 ဆိုတာကဘာလဲဆိုတော့ဆရာတဆူဖြစ်ခြင်းဆရာကြခြင်းပဲအဲ့တော့ကျွန်တော်တို့ကအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေလုပ်ငန်းရှင်တွေဒီကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုဆိုလို့ရှိရင်ကိုယ်ဒီတစ်ဖက်ကန်းခတ်ကျွမ်းကျင်ဖို့လိုတယ်။ဘယ်နေရာပေါ်မှာတစ်ဖက်ကန်းခတ်ကျွမ်းကျင်ရမှာလဲဆိုတော့ကိုယ်လုပ်နေတဲ့အရာပေါ်မှာတစ်ဖက်ကန်းခတ်ကျွမ်းကျင်ရမယ်။ တော့ဥပမာနဲ့ကျွန်တော်ဆိုလို့ရှိရင်စာရေးသင်တယ်စာသင်တာဥပမာ business နဲ့ပတ်သက်ပြီးတော့မှကျွန်တော်စာရေးသင်တယ်အဲ့တော့ဘာဖြစ်ရလဲဆိုတော့ CY နဲ့ပတ်သက်တဲ့အကြောင်းကိုလည်း mastery ဖြစ်အောင်ကြိုးစားရတယ် ောက်ပြီးတော့မှသင်ကြားမှုအပိုင်းကိုလည်း mastery ဖြစ်အောင်ကျွန်တော်တို့ကစူးစမ်းရတယ်။ဒါမှသာရင်ဘာဖြစ်မှာလဲဆိုတော့ကိုက customer တွေအများကြီးရမှာဒီလုပ်ငန်းကကိုယ့်အတွက်အောင်မြင်မှာ။အဲ့တော့ကျွန်တော်တို့ဟုတ်ပြီကိုယ့်ရဲ့လုပ်ငန်းမှာ mastery ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအနည်းလမ်း၅ခုရှိတယ်။ number 1နည်းလမ်းကတော့ကျွန်တော်တို့ focus ပြတ်သားဖို့လိုတယ်။ကိုကဘယ်အရာမှာ mastery ဖြစ်ချင်တာလဲ။ဆရာတစုဖြစ်ချင်တာလဲ။အဲ့တော့တစ်ဖက်ကန်းခတ်ကျွမ်းကျင်ကျင်တာလဲ။ဒါဒီကျွန်တော်တို့ကအရေးကြီးတယ်။ ပြီးရင်နံပါတ်2အနေနဲ့အဲ့ဒီအရာမှာ mastery ဖြစ်ဖို့ကိုက consistency ရှိရှိတောက်လျှောက်အပြင်းအထန်သဘုံစူးစမ်းနေဖို့လိုတယ် ဲ့တော့ကျွန်တော်တို့ဒါခဏခဏပြောပါရနော်အဲ့တော့အကြောင်းအရာတစ်ခုကို나ยี1000 practice လုပ်မယ်ဆိုလို့ရှိရင်ဒါ mastery level ကိုရောက်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့နံပါတ်3ဆင့်ကတော့ feedback တွေယူပါကိုကိုလုပ်နေတဲ့အရာတွေကိုစ조사နေတဲ့အရာတွေကမှန်နေသလားမှားနေသလားအဆင်ပြေနေသလားအဆင်မပြေဘူးလားဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတော့ကျွန်တော်တို့ကလူတွေရှိရင် feedback တွေတောင်းရတယ်ကျွန်တော်ဆိုလို့ရှိရင်တင်တဲ့ခုပြီးတိုင်း feedback တောင်းတယ်ဘယ်လိုလဲတင်တဲ့အဆင်ပြေလားဘာတွေလိုအသေးလဲဘာတွေလုပ်ပြရအောင်မလဲဒါမျိုးကျွန်တော်တို့ပြောပါတယ်နံပါတ်4တော့ကျွန်တော်ဘာလို့ဖို့လိုလဲဆိုတော့စိတ်ရှိဖို့လိုတယ်เนาะအဲ့တော့ကိုယ့်ရဲ့ mastery level ရောက် ောက်ဖို့အတွက်ကိုအချိန်ယူနေပေးရမယ်အပင်မှန်ခံရမယ်စိတ်ရှည်ရမယ်နောက်ဘသူတွေပဲဘာတွေပဲပျော်ပျော်ကျွန်တော်တို့ကဆက်သွားရမယ်အချိန်တစ်ခုယူဖို့ယူရမယ်ဒါသိကျွန်တော်တို့အရေးကြီးတယ်နံပါတ်5ကတော့ကျွန်တော်တို့ဘာလို့ဆိတ်ကြည့်လဲဆိုတော့ကိုလိလာနေတဲ့အရာတွေကိုတက်ကြွထားတဲ့အရာတွေကိုတစ်ဖက်ကန့်ခတ်အောင်လုပ်ထားတဲ့အရာတွေကိုတခြားသူတွေကိုပြန်ပြီးတော့မှမျှဝေတာတခြားသူတွေကိုကျွန်တော်တို့ကပြန်ပြီးပြောပြတာဒီလဲဘာဖြစ်မှာလဲဆိုတော့ကိုကိုမာစရီဖြစ်စီတယ်အဲ့တော့ငါဒီအကြောင်းလေးလေးရလိုက်မယ်ပြီးရင်ငါဝန်ထမ်းတွေငါပြန်ပြီး sharing လုပ်မယ်။နောက်ငါဘော်ရာတွေငါပြန်ပြီးတော့မှ sharing လု ုပ်မယ်ဆိုလို့ရှိရင်တော့ဒီကြားရဲကိုဒီပို့ပြီးတော့မှမာဆွေဖြစ်ပါလိမ့်မယ်ဒီကြားရဲကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေကျွန်တော်တို့ငယ်လေးမိတ်ဆွေတွေဒီကျိုးရစုံလေးရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျိုးရစုံလေးရတယ်ဆိုလို့ရှိရင်တော့ comment မှာ yes လို့ရေးပြပါဦးဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတော့လေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ